်းလာပါအောင်ပါအဲအဓိကတော့အစားအသောက်လည်းရှောင်နေပြီးတော့ဒီဟိုဝိတ်လည်းလျှော့ရာလည်းပါမယ်အရက်တွေပါလည်းမတောက်တော့ဘူးဒီရှုပ်ကခြေလေးချောင်းသားလည်းမစားတော့ဘူးဆိုတော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အသားရည်ပြန်ပြီးတော့တော်တော်လေးလောက်ဖြစ်တယ်ဘာသာရေးလည်းကိုလောက်ဖြစ်တာဟုတ်တယ်ဆုံးတာနော်ဆုံးဖြစ်တာလောက်ဖြစ်တယ်လောက်ရင်းနဲ့ဆုံးတာဟုတ်တယ်အဲ့ဒါကြောင့်မို့လို့ကြည်ရတာအဆင်ပြေလာတယ်လို့ထင်တာပေါ့နော်ဟုတ်တယ် အဆိုင်ဖွင့်ပွဲလေးကိုတက်ရောက်ဖြစ်တာအမနဲ့အာခင်လာကြပြီပေါ့နော်ညီမတွေခင်လာကြပြီပြီးတော့ဒီ Chinese New Year တော့လည်း ပေါ့ဒီအိမ်ပို့ပေးသေးတယ်သူတိချာကောင်းကောင်းလေးစားရတယ်ပေါ့နော်အော်ဒီနေ့ကရှုဖို့တို့ဒီ hot pot ကြိုက်တဲ့သူအတွက်ဆိုရင်ဒီမိုးကုန် hot pot ဟာကိုရိုင်း homemade လုပ်ထားတဲ့ဒီ hot pot တွေပေါ့နော်အဲ့လိုဆိုတဲ့အခါကျအရသာလည်းအရန်ရှိပြီးတော့စားရလည်းအရန်ဆင်ပြေတယ်စီလည်းအရန်မများတဲ့ဒီအရှုဖို့တို့ဝေးလျှော်တဲ့သူတွေ hot pot ကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီမိုးကုန် hot pot ကအရန်ကိုအဆင်ပြေတယ်ပေါ့နော်အခုဆိုရင်ရာသီဥတုလေးရတယ်တတရရလေးမိုးလေးရအေးလေးဆိုတော့ hot pot စားမယ်အချိန်နဲ့ကွက်တိပါပဲအဲ့တော့ဒီဆိုင်လေးကကျတော့ရှုဖို့တို့ဒီ pioneer wind ထိန်တန်းလေးမှာ365 အရင်တော့ဆိုင်ဟောင်းလေးမှာဖွင့်ထားတယ်ဆိုတော့ဒီဆိုင်လေးကဟိုထင်တာမြင်တာနဲ့ရှိတယ်တောင်းလာတယ်လွယ်ကူတယ်ကဖခင်ရတယ်အခုဒီမှာအများကြီးပဲရှိတဲ့သူဆိုတော့နိအများကြီးပဲရှိတယ်ဆိုတော့ဟော့ပေါ်စားခြင်းတဲ့သူတွေဒီဆိုင်ကိုလာဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့မိရှိတယ်အရင်ကောင်းတယ်မိုင်းတာမိရှိနော်မိုင်းတာမိရှိတယ်အရင်ကောင်းပါတယ်ဒါဂျိုးရာ traditional food ပေါ့နော်အဲ့ဒါလေးလည်းလာပြီးတော့အားပေးစီခြင်းပါတယ်ရှင်ဟုတ်ရတာကလည်းအရင်ကောင်းပြီးတော်တော်လက်လက်ဆက်ဆက်ဖြစ်တယ်ရှင်ဘူးကစားဘူးတာတော်တော်ကြာနေပြီလို့နည်းနည်းတုံးနေတယ်ကဆိုင်မဖိတ်ခင်တည်းရှင်ဘူးကဒီအိုးလေးနဲ့ပို့ပေးလိုက်တယ်အမကလောက်တာတသက်ရည်ရလည်းဖြစ် ြစ်တယ်။ဟောလက်လက်လက်ဆက်တယ်။တန်နေတန်ရှင်နေဆိုတော့အစားကတော်တော်လေးကိုအဆင်ပြေတယ်။မိသားစုနဲ့စားမယ်ဆိုတော့တော်တော်လေးကိုစားလို့ရတယ်။၁၀ရက်တအိုးဆိုရင်၁၀ရက်လောက်တော့စားလို့ရတယ်ပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်တို့ကတော့ဘုံကြီးစောက်တတ်တာပဲဖြစ်ဖြစ်ပေါ့နော်။မျိုးပါတီပွဲလောက်တာပဲဖြစ်ဖြစ်အဲ့လိုမိသားစုလိုက်စားတာအဲ့လိုဆိုရင်စားရတာအဆင်ပြေတယ်။ချက်ကိုဟောပေါ်လဲစားတယ်အကုန်ခါတယ်အခုချေကိုကဒီအဆိုင်ဟိုပါပိုးရှိလို့ပိုးသက်စေတောက်နေတာပေါ့နော်ပြီးတော့ချေကိုကအမရာကလင်းနဲ့ ဒီ join လာတယ်ပြီးတော့ကြော်ညာလည်းမနေ့ကရိုးတော့ရိုက်ဖို့ရှိရတော့ကြောင့်မလို့ weight ကိုချလာတာဟုတ်တော်တော်လာလာအဲကျေးဇူးတင်ပါတယ်ဟုတ်တယ်အရသာလေးကအယူကိုအရင်ကြိုက်တဲ့အရသာလေးပြီးတော့ဟိုဘယ်လိုပေါ့မလဲဟိုစားရတာလည်းတော်တော်လေးအဆင်ပြေရယ်ဟိုအသားလေးတွေစားလိုက်တဲ့အချိန်မှာဟိုထိတိမိမိဖြစ်စေရယ်ပေါ့နော်ဒါရှူဘူကဟိုဒီနေ့ကကြတော့ရှူဘူကဟိုဝတ်သားမစားတဲ့သူဆိုတော့ဒီနေ့ ဲ့ရအောင်ဒါပေမဲ့အမအမအမလုတ်သားတာကိုအိမ်ကိုပို့ရဲအိမ်မှာတော်တော်လေးကိုစားလိုက်ရတယ်အဲ့ဒီအရသာကိုကောင်းကောင်းလေးမမိနေရအမနဲ့ရတာအမြဲတမ်းတွတ်တော်မှလည်းဟိုဟာအမြဲတမ်းစကားပြောဖြစ်တယ်ဟိုအကောင့်မှလည်းအမြဲစကားပြောဖြစ်ခင်နဲ့ခင်နဲ့တကူကူလုံမယ်ဆိုလဲတိုင်မင်းနဲ့ရှိကိုရှိကိုကလည်းအမအတိုင်မင်းနဲ့ခင်နာမိသားစုလို့ဖြစ်နေခင်နာတော်တော်ကြပါပြီအမနဲ့ရလည်းဟုတ်ပုံမလပါဘူးမအဲအဓိကတော့အစားတောက်လဲရှောင်းနေပြီးတော့ဒီဟိုဟာဝိတ်လဲလျှော့တာလည်းပါမယ်အရက်တွေပါလည်းမတောက်တော့ဘူးဒီရှိကိုကခြေလေးချောင်းသားလည်းမစားတော့ဘူးဆိုတော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အသားရည်ပြ ြန်ပြီးတော့တော်တော်လေးဖြစ်တယ်ဘာသာရေးလဲကိုလို့ဖြစ်တာဟုတ်နဲ့စုံတာနော်ဆောင်ဖြစ်တယ်ဟုတ်တယ်လုံရင်းနဲ့စုံတာဟုတ်တယ်အဲ့ဒါကြောင့်မို့လို့ပြောကြည့်ရတာအဆင်ပြေလာတယ်လို့ထင်တာပေါ့နော်ဟုတ်ကဲ့ခင်တော့ကြာပြီနော်ဒီစိန်လိုက်ပြင်လွှင်းရင်းနဲ့မှအမအိမ်အိမ်မှလည်းဒီမိသားစုလို့ဖြစ်နေဘုရားပို့ပေးချစ်ဖို့ကောင်းတယ်ကိုရင်းဘာဆိုရင်လေကို့အမအတွက်ဆိုရင်ရတယ်ရှိဖို့ကရှိဖို့အတွက်ဆိုရတယ်အမစဉ်းစားနဲ့ကို့မိသားစုလို့ပဲလာပါတယ်ရဲရဲရှိဖို့ကဟုတ်ဟုတ် ခင်နဲ့ကိုအမညမလို့ဖြစ်နေရအောင်အိမ်အိမ်တက်ဆိုလဲရုပ်ကိုယ်ကိုဖိတ်တယ်ပြီးတော့ဖခင်ပိနာဆိုလဲဖိတ်တယ်အမြဲတမ်းသွားပြတယ်ခင်သားငါ6နှစ်ကိုရှိနေပြီဟုတ်လောက်တည်းလဲတွဲလို့ကိုစဉ်းစားထားပါတယ်ကိုကကိုကမပြင်းနေရနေရတယ်နော်အမဒီဟိုဟာကြောက်တည်တယ်ဒီကနေများနေလာရဲ့ ာဒီကြောက်နေတဲ့အကောင်လောက်တာ哦အဲ့လိုဆိုတဲ့ခါကျရှင်ပူလည်းတွဲခေါ်ပါတယ်အမအဆိုင်ပိုးရှိလို့ပိုးသက်စီတောက်နေတာရှင်ပူကအဓိကတော့ဟိုပါပေါ့ဟိုဘယ်လိုခေါ်မလဲဒီအဆိုင်အောက်လား၄၅၆လောက်ရှိနေပြီကြာတော့ကြာ၄၅၆တောက်တောင်မကတော့အခုမှတည်တည်ထဲချဆင်းနေတယ်မအဆိုင်ပိုးပဲရှိကြတယ်ကျန်တာဘာယောဂါမှမရှိဘူးပြီးတော့သွေးပေါင်ကျတယ်ပေါ့နော်အဲ့တော့ရှင်ပူဒီပိုးသက်စီတောက်ပြီးတော့နားနေတာပေါ့မနေ့ကမနေ့ကလောက်မှစပြီးတော့အလုပ်တွေကြောင်ညာပြန်စရိုက်နေပါတယ်ဟုတ်